နာလေးတွေကငင်းမွေတာလည်းသံဝေကငင်းမွေတာတစ်မျိုးဘုပ္ပတနာဉာဏ်နဲ့ငင်းမွေတာတစ်မျိုးသံဝေကငင်းမွေတာဆိုတာတော့ဩဒီနာကြီးတွေကအမြဲနစ်ကျဲပြီးနေတော့ခန္ဓာကိုယ်ကြီးကကြောက်ကြရကြီးပါလားခန္ဓာရတဲ့ဖြစ်ကြီးကဝေဒနာတွေကလည်းနှိမ့်ဆက်လိုက်တာလွန်လို့ကြောက်ကြရကြီးပါလားလို့ဆိုတယ်သံဝေကငင်းမွေတာ ဒါနမနဲ့မဆိုင်သေးဘူးဒါနမနဲ့မဆိုင်သေးဘူးအလေးရတဲ့ညီငွေလာပါလေဗျာဘဝနာကြီးကအောင်းနေဘယ်လိုဆားလို့မှမရမှန်သိလို့ညီငွေလာပါပြီဆိုတဲ့အရေးတွေကဖြင့်ကတ္တမွေကညာနဲ့ညီငွေတာဝိပဿနာညာနဲ့ညီငွေတာကဒီညီငွေမျိုးပေါ့ခုဒီကံကြီးကဝေဒနာကံကြီးဝေဒနာရင်းရဲ့လက်ပေါ်နေတယ်လက်ပေါ်နေတဲ့ဝေဒနာရင်းကြည့်ပြန်နဲ့ မပေါ်ပါနဲ့ဆိုရမရဘူးမပြောက်ပါနဲ့ဆိုရမရဘူးဝေနာရင်ပေါ်လဲပြောက်လဲဝေနာရင်ပေါ်လဲပြောက်လဲဒါရင်းမြင်ပြီးကလာနားလုံးငြိမ့်ွေတာမဟုတ်ဘူးဝေနာရီအများဆုံးလို့ပေါ်လဲပြောက်လဲပေါ်လဲပြောက်လဲနေတာငြိမ့်ွေတာမှဝိပဿနာနိဗ္ဗာန်ဉာဏ်ဝေနာနိဗ္ဗာန်လို့ငြိမ့်ွေတာကတော့တောင်းလေကဉာဏ်လို့မှလား အာရဂါရမတွေကရှုပ်ပြီးနေမှာဆိုလို့ဘုန်းကြီးကရှင်းပြီအရှုပ်ရဂါရမတွေကရာဇဝင်တာတွေကမြတ်ကပြေလေတန်ရင်သားတွေကစပ်ပြီးဒီကလာနေတော့ဘုန်းဤခန္ဓာကြီးတော့ဗျာရဖို့မရကြဘူးဗျာနှိမ့်သက်တာလွန်လို့ပဲဗျာအင်းဒီဝေဒနာတွေဖြစ်ပြနေလားနှိမ့်သက်ဖြစ်ပြနေလားတဲ့ဘုရားကသူ ယူဝလာခံစားနေရတာမပြောမွေ့တာလားလို့မေးရင်တရားပြဖက်နေပြီပါအဲ့ဒါကံဝေကခေါ်တယ်ဝိပဿနာဉာဏ်နဲ့မဆိုင်သေးဘူးဒါပဲနဲ့ခေါ်ကြအဲ့ဒီသံဝေကကိုတရားဓမ္မတွေကမသိတော့ဉာဏ်သက်တယ်လို့အောင်းမယ်မဟုတ်သေးပါဘူးတဲ့ဒါဉာဏ်သက်တာမဟုတ်သေးပါဘူးဒါကလူမပြောပါနဲ့တိရစ္ဆာန် သိတာ။မှန်ပါဗျာ။ဒါညာမဟုတ်ပါဘူး။သရိစ္ဆန်ဆိုတော့ညာပါရဲ့။မှန်ပါဗျာ။မပါတဲ့သရိစ္ဆန်ကောင်သိနေတဲ့ဥစ္စာဒါကသံဝေကလို့ခေါ်တယ်။မှန်ပါဗျာ။အကျုံမှတ်မိ။မှန်ပါဗျာ။နာရန်၊ကြံရန်၊ကြိုင်ရန်၊ခဲရန်တို့စေတမနဲ့ဝါဒမနဲ့မပြတ်ရလို့ဒီကံအားဖြင့်ဒီဝေဒနာတွေဖြင့်ဒီလိုဆက်ဆုပ်ပါဗျာ။ဒါကြောပါခြင်းတို့ဆက်။သံဝေကဖိတ်ရတဲ့ညာမရှိတယ်တဲ့။ သဘောကျဒါကပါလားသိလန်တယ်ဒီကံကြီးနဲ့နေရတာသိလန်သိလန်နဲ့ဉာဏ်ပဲရှိပြီးဒီကလာနေပါ့ညကံဝေသောတိသောတ္တပဉာဏ်နှံဆိုတဲ့အတိုင်းသိလန်နဲ့ဉာဏ်တော့မရဘူးမရဘူးမုံညာမဘုဒ္ဓသဘောကျသိလန်နဲ့ဉာဏ်တော့မရမုံညာဆိုရင်မုံညာကတော့ဝေဒနာတွေကပေါ်လာတယ် ုက္ခပေါ်လာတယ်မပေါ်ပါနဲ့ဆိုလို့မရဘူးပြတ်သွားပြန်တော့မပြတ်ပါနဲ့ဆိုလို့မရဘူးဒုက္ခတွေလည်းမပေါ်ပါနဲ့ဆိုမပြတ်ပါနဲ့ဒုက္ခဝေဒနာတွေလည်းမပေါ်ပါနဲ့ဆိုမပြတ်ပါနဲ့သဘောကျအဲ့ဒီလိုစိတ်ပြတ်ကိုမောင်းလာမှဘုဒ္ဓကနာညာစိတ်ပြတ်မောင်းလာမှ ဘာသာအရသေသူပြောလို့ဆိုတော့ねကိုယ်တွေလေးနဲ့ဒီဝေနာလေးတွေခုလို့ဖြစ်ပြမမြင်ပဲနဲ့ဒီကနာကြီးယုံမုန်းကြီးတွေနေကြတာတော့ဖြင့်ဒကာကျော်ရေဒါသံဝေကဏ္ဍဟုတ်ရဲ့ဝိပဿနာဉာဏ်မဟုတ်သေးပါဘူးသံဝေကဉာဏ်ကဝိဝိပဿနာဉာဏ်ကိုကျေပြုတဲ့သဘောသာရှိသေးတယ်ဝိပဿနာအားလုံးဝိပဿနာအားလုံးမှာဒီကနာကြီးနဲ့ကိုယ်ရောက်ပြီရော ်လက်ရနိဗ္ဗာန်ရောက်မယ်ဆိုပြီးအားဝိမှုလောက်ရှိပြီတကယ်ရောက်အောင်ဖို့မှာကတော့ဝိပဿနာဉာဏ်ကမှရောက်အောင်ဖို့ဒါပြန်ကံဝေကဉာဏ်ကဝိပဿနာဉာဏ်ကိုဥပနိစ္စဖြစ်ရောအာဇီသောကြောင့်နဲ့ဖြစ်ရှိပြီလေဒီတော့ဥပဒနာဉာဏ်နဲ့မုံမမဲ့ဉာဏ်ကိုရှင်းပြပြီ။သဘောပါလား။ဒါဖြင့်ဘုန်းကြီးဓမ္မတွေဒီနေ့ဉာဏ်ဉာဏ်ဖူးသွား သံဝရဉာဏ်နဲ့တမျိုးရှင်းပြီနော်ရှင်းပါပါဘုရားဝိပဿနာဉာဏ်နဲ့မောင်းရတာတမျိုးဆိုတော့ဩဒီလိုလေးသူချလေးပါလားဆိုတာကိုဒီကကျွဲသိသိချာချာ